โอเคဆိုတော့ကျွန်တော်တို့ဒီနေ့နောက်ဆုံးရရှိတာတဲ့တတိယမြောက်ကိုကျွန်တော်အမေပါများနဲ့အတူတူဆက်လက်ပြီးတော့နားစင်ကြအောင်ပြီးတော့ဒီကြားထဲမှာမှလူကြီးမြတ်သုံးသက်ချုပ်လဲ comment မှာရေးပြပါဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့တောင်းဆိုကြပါတယ်ဒီနေ့မှာတော့ကဝေးဝင်ကြီးဦးရီမွန်နဲ့ဒေါက်တာဇော်ဝေဆိုးတို့ကိုအရေးကြိုပြစ်မယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးတအူးအကြောင်းကိုကျွန်တော်တင်ပြမှာဖြစ်ပါတယ်ဟုတ်ပါတယ် ျွန်တော် PDF လောက်ကိုဝရင်တုံးနဲ့ပဲတရိုက်ပြမယ်ဆိုတဲ့ဘူးချုပ်ကြီးပါတံမဏိလို့မာကြောတဲ့ဘူးချုပ်ကြီးပါဆိုတော့ဒီဘုတ်ချုပ်ကြီးအချောင်းကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်နောက်ထပ်ဒင်းဒီမှာတော့ကျွန်တော်တို့တရက်သေးမှာ24နာရီအတွင်း အချို့ဆိုရင်나이ဟွက်အတွင်းအချို့ဆိုရင်9မိနစ်အတွင်းမှာပဲတိုက်ခိုက်သိမ်းပိုက်နှိုင်ခဲ့တဲ့စခန်း6လုံးအကြောင်းကိုတင်ပြပေးမှာပါ24 24 hour တရက်ထဲမှာเนาะကျွန်တော်ပြီးပါတယ်ဟုတ်ပြီဒါကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်းရင်ကြည့်ရှုကိုကျွန်တော်ရဲ့မိပါတဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်ဥယျာဉ်မုံကိုလည်းရေချူပြမယ်ဒေါက်တာဆိုဝေးစိုးကိုလည်း အရေးကြုံပြမယ်လို့ပြောထားတဲ့ဘိုးချုပ်ကြီးအကြောင်းကိုကျွန်တော်မပြောခင်မှာပထမဦးစွာ KTV ကိုသွားတဲ့အကြမ်းမဲ့ဖက်စစ်ခွေရဲခွေ၃កောင်ကိုကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင် KTV ကိုသွားတဲ့လမ်းမှာပဲအရှင်ဖန်စီနိုင်တဲ့အကြောင်းကိုအရှင်ဆုံးတင်ပြပေးပါစီဟုတ်ပါတယ်ကျွန်တော်မကွေးတိုင်းပခုတ် KTV ကိုသွားနေတဲ့အကြမ်းမဲ့ဖက်စစ်ခွေ လက်ကင်တို့သူရဲ့အောက်ကရဲခွေ၃កောင်ကိုကျွန်တော်တို့ပြည်သူ့ကာဝေးရေးတပ်ဖွဲ့ဝင်တွေကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်ဖြစ်တဲ့အကြောင်းကိုတာဝန်ခံကိုပါတိုင်းကဒီနေ့ထုတ်ပေါ်ပြောဆိုလာပါတယ်ဖမ်းဆီးခံရတဲ့သူတွေကတော့ဒုတက်ချက်ကြီးတီဟအောင်ရဲတက်သားလှဖုံရဲတက်သားစီသူလွင်တို့ဖြစ်ပါတယ်စီသူလွင်ဆိုတော့ကျွန်တော်ရဲ့ idol ကြီးနဲ့လဲတွားပြီးတော့မမှားမိနေဘူးเนาะကျွန်တော်မြင်ပါတယ် ဟုတ်ပြီအဲ့လိုဖန်စီထိမ့်သိမ့်တဲ့အချိန်မှာဖုံးသုံးလုံးမြမကြက်ငွေတသိန်း9800နဲ့အတူလက်ပြပုံနှလုံးကိုလည်းပဲသိစီရမိလိုက်ပါတယ် KDB သွားတဲ့လမ်းမှာဆိုတော့သူတို့တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားမှာဘာကြောင့်လဲဆိုတော့သွားပြီးလို့ KDB မှာကဲပြီးတော့မှပြန်လာလို့အဖမ်းခံရတယ်ဆိုရင်သူတို့အတွက်ဖြေတာလို့ရသေးတယ်အခုဟာက KDB သွားတဲ့လမ်းပေါ်မှာပဲကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကအရှင် ဖမ်းမိလိုက်ပါတယ်အခုချိန်မှာတော့ဒါကောင်းကောင်းမွန်မွန်ထားရှိပြီးတော့နတ်အုံကိုဖုန်ခါထားပါကြောင်းထပ်ပြေးမယ်ဆိုရင်ပြီးလို့ရတဲ့အကြောင်းကိုကျွန်တော်တို့ကအတိပေးထားပါတယ်ပြီးမှလည်းဇွတ်ဇွတ်ကလှုပ်လို့ကောင်းတာဘို့ဗျဟုတ်ပြီဒါကတော့ KTV သွားလို့မရတော့တဲ့ရဲခွေ KTV မရောက်တော့တဲ့အဲဘာလဲကျေစင်တို့လာမင်းတို့တော်တာတို့ ချစ်လေးတို့စတတ်တွေ့ဖို့တော့မှအခွင့်အရေးမရလိုက်တဲ့ရေခွေ3កောင်ရဲ့ဘွားကျွန်တော်မိပါတွင်သူတို့ဘလို့စိတ်ထားလေးဒါမြင်မိပါလေကျွန်တော်ရဲ့ comment မှာရေးပြီးခဲ့ပါဟုတ်ပြီကျွန်တော်ဒီဒီနေ့အဓိကတင်ပြမယ့်အကြောင်းအရာအများအများရှိနေတယ်ဗျာဆိုတော့ဒီအကြောင်းအရာတွေကိုကျွန်တော်မပြောခင်နောက်တစ်ထူးခြားဖြစ်စဉ်လေးတစ်ခုကိုတင်ပြခြင်းပါတယ် မနေ့ကဗီဒီယိုဖိုင်မှာလည်းကျွန်တော်ပြောပြပြောခဲ့ပြီးပါပြီကျွန်တော်ထိုင်းမြန်မာနေဆက်စီတောက်ရှောက်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းဒါ KNU တပ်ဖွဲ့ဝင်တွေပူးပေါင်းထားတဲ့စစ်စင်ရေးဟာဒါမိုးသီးမိုးပေါက်တွေလို့တပြောင်းပြောင်းဒဝုံဝုံနဲ့နေရာစုံပေါ်ကျဲချနေတဲ့အချိန်မှာအချက်မဲ့ဖက်စစ်ခွေတက်ကတော့တစ်တာနဲ့ပြေအတန်ကြာတာနဲ့ပြေနင်းထိုင်ရင်လည်းခွေပြေဝပြေပြေထိုင်းအာနာပိုင်နဲ့ ထိုင်းစစ်တပ်ကတော့မှကျွန်တော်တို့ KNU နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလှမ်းမေးနေရတဲ့အကြောင်းဟေးမင်းတို့ဒီနေ့စကန်သိတိုက်ပွဲတွေရှိလားမတို့ကြိုပြောကွာမင်းတို့စကန်သိတိုက်ပွဲလောက်တာနဲ့အကြမ်းဖက်စစ်ခွေးတက်ကကောင်တွေဘောင်းမီမပါပဝါမပါကြွားလန့်အပြင်းနေတာကိုသူတို့ကကြည်ပြီးတော့ထိုင်ရီဥတက်နေရလို့ ကျွန်တော်တို့တခုထူးခြားလာလေးကိုလည်းကျွန်တော်ထည့်သွင်းပြောချင်ပါတယ်ကျွန်တော်တို့ KMU နဲ့ဒါ time ဒါစစ်တပ်ပေါ့ဗျာ KMU နဲ့ time စစ်တပ်ဟာအထူးခြားတဲ့ဆက်ဆံရေးကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုအတိပေးလို့တယ်နောက်တစ်ခုတက်ပြီးတော့ပုံမှုထူးခြားလာတာလည်းပဲကျွန်တော်တို့ထိုင်းမြန်မာထိုင်းမြန်မာနေဆက်စီးတောက်လျှောက်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေဟာ ဒါအိန္ဒိယနိုင်ငံနဲ့ဒါထိတွေ့ဆက်ဆံတဲ့နေရာမှာအကောင်းမွန်ဆုံးကွန်ရက်ပုံစံမျိုး ပြီးတော့မိမိတို့ဘက်ကအာတိမ်မွေးတဲ့ဒါချင်းကပ်မှုမျိုးကိုထုတ်ဖော်ပြသနိုင်ခဲ့တယ်လို့ကျွန်တော်တို့ဆိုရပါမယ်ဆိုတော့ငကိုကလေးကလည်းပဲဒါကရင်နဲ့ထိုင်းဟာတော်တော်လေးကိုဒါရင်းနှီးမှုရှိပါတယ်ဆိုတော့လက်ရှိအချိန်မှာကျွန်တော်တို့ဒါထိုင်းမြန်မာနေဆက်စီးမှာတောက်လျှောက်မှာရှိတဲ့အကြောင်းဖက်စစ်ခွေးတက်တွေအကုန်လုံးကိုအမုတ်ကျိတ်နေတဲ့ဂဏိတိုက်ပွဲမှာ ိုင်းဘက်ကလည်းအာကုညီမှုတွေရှိနေပါတယ်လို့ဒါအနေငယ်တင်ပြချင်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ဝေါ်လီကနေလီဘလတ်တူမော်ခီတေဘောဘူစကန်းတွေကိုကျွန်တော်တို့ KNU နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်လိုက်တာကျွန်တော်ရဲ့ YouTube channel မှာစကန်းတလုံးဆိုးအောက်လို့ပဲပြောယုံရှိသေးနောက်ထပ်စကန်းတလုံးကလည်း စိုးအောင်သွားပြီဒါအပြင်နောက်ထပ်စကန်ထဲမှာရှိတဲ့အကျွန်တော်ဖတ်စစ်ခွေးတက်ကလည်းပဲဖောင်းဆိုတဲ့တနတ်တန်တော်မကြားရသေးဘူးလီတိုးတဲ့အတန်ကြားတာနဲ့ပြေးဆိုတော့စကန်တစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ့်ပိုက်ပြီးစင်းလုတ်နေရတဲ့ဒါကျွန်တော်တို့တော်မှတခါတည်းရင်ဒါအပတ်မမီတဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်ကျွန်တော်ပြောပြီးသားကရင်တွေချစ်ပေါက်ထားတယ် ။ဒါကြောင့်24နာရီအပြည့်ခေါ်ခေါ်တီးမှာပြေးနိုင်ရင်တော့လွတ်မယ်။ဟုတ်ပြီ။အရင်ကထူးခြားတဲ့အကြောင်းအရာတင်းကြီးစပါပြီ။ဒါကတော့ reblue ကိုငါကိုယ်တိုင်တိုက်ပြမယ်ဆိုတဲ့ဘုံကြုံကြီးကျွန်တော်ကာကွယ်ရေးဝန်ကြီးဦးရီမွန်တို့ပြီးတော့ဒေါက်တာဇော်ဝေစိုးတို့ကို အရေးကြိုပြမယ်ဆိုရက်ဗိုလ်ချုပ်ကြီး ကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကိုဝရင်တုံးနဲ့ပဲရိုက်ပြမယ်ဝရင်တုံးနဲ့ပဲအနိုင်ယူပြမယ်ဆိုတဲ့ဗိုလ်ချုပ်ကြီးတာမဏိလို့မာကြောတဲ့ဗိုလ်ချုပ်ကြီးတဦးအကြောင်းကိုကျွန်တော်တင်ပြပါတော့မယ်ဆိုတော့ဒီဗိုလ်ချုပ်ကြီးဟာအကြံဖက်စစ်ခွေးတက်ရဲ့လက်ရှိကျွန်တော်ပြည်သူရဲ့အာဏာကိုတင်ထားတဲ့ အရက်ကငားပေလေးနှမအရက်ကမမီညံရေပါမပြည့်တဲ့မာအားလပေးအပ်ထားတဲ့ဝနကြော်ထင်ဘွေရတန်အမကြီးဘူချုပ်ကြီးဖြစ်ပါတယ်ဟုတ်ပြီဒီဘူချုပ်ကြီးကကျွန်တော်တို့လူငယ်နှစ်ဦးကဂျပန်စပိန်လေးနဲ့ကျွန်တော်တို့လူငယ်နှစ်ယောက်ဟာ မိမကြီးစက်ပင်းလေးစီးပြီးတော့အဲ့ဒီတန်မင်းလိုမာကြောပါတယ်ဆိုရဲဘူတူကြီးဥယျမုံနဲ့ဒေါက်တာဇော်ဝေစိုးကိုအရေးကြိုပြမယ်ကျွန်တော်ပြည်သူ့ကဝေးတပ်ဖွဲ့ဝင်လူငယ်တွေကိုဝရင်တုံးနဲ့တိုက်ပြပါမယ်ဆိုတဲ့ဘူချုပ်ကြီးမနေ့ကရှော့သွားပြီနော်ဆိုတော့ဒီပြစ်စင်ကို ကျွန်တော်တပြကျင်းတဲ့အကြောင်းအရာကဒီနိုင်ငံရဲ့ အာနာတွေထိတ်ဆုံးအာနာနော်ပြီးတော့မအားလာမင်းအောင်လှိုင်ကိုတိုင်အားထားရတဲ့သူပြီးတော့နိုင်ငံတကာမှာလည်းတာအမတ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့သူလက်ရှိကျွန်တော်နိုင်ငံအတွင်းကလူငယ်တွေကို အကြမ်းဖက်စစ်သားစုဆောင်ဖို့စစ်မှုရန်ဥပဒေထုတ်ပြန်ဖို့ပြီးတော့ဂျူစောတီအဖွဲ့တွေကို ဖွဲ့စည်းဖို့အတွက်အကြံပေးခဲ့သူသူကလက်ရှိ အကျံဖတ်မင်းအောင်လှန်ရဲ့အကျံပေးပုဂ္ဂိုလ်ဖြစ်ပါတယ်။အဲ့ဒီဘုโจကြီးရဲ့နာယေးသတင်းလဲထွက်ပေါ်လာပါတယ်။ဒါကတော့အကျံဖတ်ရက်ကွက်ကကောင်းတွေမင်းအောင်လှန်တဲ့အပေါင်းပါတိုက်တရုံဝင် အတီးပြုတ်လိုက်တယ်လို့ပြောချင်တာပါ။ဟုတ်ပြီ။ဒီလိုဘုโจကြီးကိုကျွန်တော်တို့လူငယ်နှစ်ယောက်ဟာစပိန်လေးတစည်းနဲ့ပဲသွားရောက်တုတ်တင်ရှင်းနေကြတာပါ။ ဒီနေ့မနေ့ပိုင်းစောပိုင်းမှာဂျမ်ဖတ်စစ်ခွစ်တက်ကကောင်ကြီးက CCTV record မှတ်တမ်းတွေရရှိထားတဲ့အတွက် AID တရားခံနှစ်ဦးကိုအမြန်ဆုံးဖမ်းဆီးနိုင်ရမယ်ဆိုတဲ့ဒါထုတ်ပြန်ကြေညာချက်တွေထွက်လာတယ်။ပြီးတော့ရန်ကုန်မြို့ထဲတဲကထိတ်သီးခေါင်းဆောင်တယောက်တကယ့်ကိုအထင်ကရဝနာကျော်ထင်ဘွဲရတန်မတ်ကြီးဟော ပြီးတော့မင်းအောင်လှိုင်ရဲ့လူယုံအကြံပေးပုဂ္ဂိုလ်တယောက်ကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ် UG နှစ်ဦးဟာစပိန်လေးနဲ့သူတို့အိမ်ရှိမှာပဲလာရှင်းသွားတယ်ဆိုတော့သူတို့အတွက်တော်တော်လေးကိုမခံမရဖြစ်သွားတာပါဒီလိုအချိန်လေးမှာသူတို့ပြန်ပြီးတော့ထုတ်ပြန်လိုက်တဲ့အကြောင်းအရာက CCTV record တွေရထားတယ်။အဲ့ဒီနှစ်ယောက်လုံးဝပြေးမလို့တော့ဘူး။ပြောချင်တာကတော့အဲ့ဒီနှစ်ယောက်ပြေးเสียညီမရှိတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့စိုးရိမ်သွားတာအမှန်ပါကျွန်တော်မိပါတယ်လေအရန်ကိုစိုးရိမ်သွားမယ်လို့ကျွန်တော်လည်းထင်ပါတယ်ဟုတ်ပါတယ်ဒီ CCTV မှတ်တမ်းတွေထွက်လာပေမဲ့လုံခြုံရေးစိတ်ပူဖို့မုံမှုချုပ်ကြီးချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့မျိုးပြပျောက်ကြား UG အဖွဲ့ကပြောဆိုလာပါတယ်ရေးလေမိုက်တယ်တော်တော်လမ်းနေကွာကျော် Hollywood Bollywood ီးတော့ action ကားတွေကျွန်တော်ရဲ့မိဘတွေကြည်ဘူးတယ်ကျွန်တော်ရဲ့ညီကိုမောင်မတွေဒီ action နဲ့ပတ်သက်ပြီးတော့ဒါထောက်လန်းရေးအဲပြီးတော့ကျွန်တော်တို့အခုလိုမျိုးပေါ့ဗျာဒါတုတ်တင်ရှင်းလင်းတဲ့ချောင်းမြောင်းပြက်ခတ်တဲ့အခြေအနေတွေကိုရုပ်ရှင်ကားတော်တော်များများမှာကြည့်ဥမှာပါကျွန်တော်လည်းအရင်ကနှစ်သက်ခဲ့ရတဲ့ရုပ်ရှင်ကားတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံအတွင်းမှာရှိတယ်ကျွန်တော်တို့လူငယ်တွေကအဲဒီ Hollywood Bollywood ဆိုတဲ့ ဒရိုက်တာတွေအတာတွေစပုတ်ဇက်ရံတွေထက်တာလွန်ပြည့်စုံကောင်းမွန်စွာနဲ့လုပ်ပြသွားတာဖြစ်တယ်။တစ်ဖက်က CDB မှတန်းရှိတယ်ဖမ်းပြမယ်တဲ့။တို့သတင်းထုတ်ပြန်ပြီးမနေ့မနောင်းမှာပဲကျွန်တော်တို့မြို့ပြ UG တွေကကျွန်တော်မြို့ပြပြည်သူတွေစိတ်ပူမှာဆိုလို့စိတ်မပူပါနဲ့တဲ့။အဖေကရှင်းသွားပြီ။အာနာယူအုပ်စုကြောက်နေတာလည်းမပြောနဲ့။ ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေကိုဘလောက်တောင်ကြောက်လဲဆိုရင်နေပြည်တော်ရဲ့စီဝေးတိုင်းမှာ ထုတ်ဖော်ပြောဆိုရတဲ့အကြောင်းကိုလည်းကျွန်တော်မိပါတွေကြားရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့ရှင်းလင်းတုတ်တင်ခံပြီးတော့တိတ်ဆုံးခဲ့ရတဲ့ဗိုလ်ချုပ်ကြီးညိုထွန်းအောင်ရဲ့နာရေးကိုဒီကနေ့မေလ23ရက်နေ့မှာအကြမ်းမဖက်စစ်ခွေတက်ရဲ့သတင်းစာမှာပါလာပါတယ်စိတ်တော့မကောင်းဘူး ။ဗါတယ်ကျွန်တော် PDF တွေကိုဝင်းတုံးနဲ့ပဲတိုက်ပြမယ်။ဗါတယ်ဥယျာဉ်မော်နဲ့ဒေါက်တာစောဝေစုကိုအရေးပြုအရေးကြိုးပြမယ်။ဘာဖြစ်လဲ Reblue ကိုဖမ်းရမယ်။ကျွန်တော်ဟိုချင်းလေးသွားတရရတယ်ဗျာ။နေရောနေလို့ကောင်းရင်လား။တရရရင်နောက်တစ်ခါလာပြန်ပြောပါဆိုရဲသချင်းကိုသွားတတိယဆိုတော့ကျွန်တော်သချင်းဆိုလို့တော့အတန်မကောင်းဘူးဗျာကျွန်တော်ကဂီတစာဆိုတာ ဒီတော့ကိုစလို့ဆိုရဲလို့ကျွန်တော်ရဲ့ဒါရဲဘော်ရဲဘတ်တငယ်ချင်းတွေကအမြဲတမ်းကျွန်တော်ပြောပါတယ်ဟုတ်ကဲ့ပါဘယ်လောက်ဒီခန္ဓာဘယ်လောက်ဒီထေဝါဘယ်လောက်ထက်ယာဒူးတွေပိုက်ဆိုင်ထားတဲ့သူကိုကျွန်တော်တို့လူငယ်နှစ်ဦးကဂျပန်စပိန်လေးစီးပြီးတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့သဘောထားမှတ်ချက်တွေကိုထပ်မံပြီးတော့ကျွန်တော်ရဲ့ comment မှာအပြည့်အဝရေးသားဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဒါဟာကျွန်တော်တို့ရဲ့တမိုင်းမှတ်တမ်းဝင် တကယ်ကိုထူးချွန်ပြောင်ပြောင်တဲ့တကယ်အာအရှင်လဲအယမ်းဆန်တယ်ဒရမ်မာလဲအယမ်းဆန်တယ်ပြီးတော့ကျွန်တော်တို့ဒါစုံတော့ဝိထုတွေထပ်သားလုံးကောင်းမွန်တဲ့အဖြစ်အပျက်ကိုကျွန်တော်လူငယ်တွေကကျွန်တော်မိဘတွေကိုလုတ်ပြနှိုင်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါစိတ်ပူစရာမရှိပါဘူးခင်ဗျာကျွန်တော်တို့က CCTV အောက်မှာအလုတ်လုတ်တာမဟုတ်ဒီကောင်တွေ CCTV ရမှာကိုကြိုတိထားပီးတာဖြစ်ပါတယ် သူတို့ထုတလဲရရှိသွားတာမျိုးမဟုတ်ပါဘူးလိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးသားတိလဲတိထားပါတယ်ဒီလောက်ပဲတဲ့ပြောချင်တာကတော့တဲ့မဆိုင်တဲ့ပြည်သူကိုကျွန်တော်တို့ပါဆိုပြီးလုပ်ပြီးတော့ပြန်ဖမ်းမှာကိုပဲကျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ပြည်သူတွေပြန်ဖမ်းခံရမှာကိုပဲကျွန်တော်တို့လူငယ်ယူကြီးတွေကစိတ်ပူတာပါကျွန်တော်လူငယ်တွေကထွက်လာတဲ့စကားကြွမိပါလေ ခေါက်တော့ပြန်နှားထပေးပါကျွန်တော်တို့စိတ်ပူတာကတဲ့ကျွန်တော်တို့ဆိုပြီးတော့ပြောချင်တာကအမြင်တက်ပြီးတော့ကျွန်တော်တို့ပြည်သူအပြစ်မဲ့ကျွန်တော်တို့လူငယ်တွေကိုဖမ်းမှာကိုပဲကျွန်တော်တို့စိတ်ပူတာပါဒီလောက်ခက်ခဲတဲ့အလုပ်လေးလကြော်ပြင်ဆင်ပြီးတော့ရန်သူရဲ့နေမြေအတွင်းထဲမှာ စပိန်လေးတစည်းနဲ့ဘာနောက်ဆုံးပေါ်ဤပညာတွေမှမပါဘဲနဲ့ဘာချီကာတွေမှမပါဘဲနဲ့ဘာလုံးုံရေးမှမရှိဘဲနဲ့ဘာအထောက်အပံ့မှမရယူဘဲနဲ့ဘုจุကြီးကိုတန်မတ်ကြီးကိုမာလာရဲ့အကြံပေးပုပ်ကူကြီးကိုဝနာကြော်ထင်ဘွဲရတကယ်ထိတ်တန်းအရာရှိတယောက်ကိုရှင်းခဲ့တဲ့ ကျွန်တော်တို့လူငယ်တွေကသူတို့အတွက်မပူပါနဲ့မိဘပြည်သူတွေလူငယ်တွေအတွက်ကိုပဲကျွန်တော်တို့ကပြန်ပူတာပါဒီတော့လန်ရှင်ပြီးပြီလူတော်ပြောလို့ရတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တော်လန်ရှင်ကအွန်တိုင်းပြီးသားဒီအွန်တိုင်းရေးမှာအဆုံးတက်ဖို့အတွက်ပြီးတော့တစ်ဖက် ရန်သူကပဲပြိုကျနေပြီးသားကျွန်တော်မိုဒီစကားပြောတာမဟုတ်ကျွန်တော်ဟာနောက်ဆက်တဲ့အာနာသိန်းတဲ့ကဒါကရင်ပြည်နယ်မှာတာဝန်စတဲ့ထမ်းဆောင်ခဲ့တဲ့ရေဘော်တူဖြစ်တယ်။ကရင်နေပြည်မှာကရင်စစ်ပညာသင်တန်းတက်ခဲ့တဲ့ရေဘော်တူဖြစ်တယ်။တောင်ပိုင်းရေပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်သင်တန်းကိုတက်ရောက်ခဲ့တဲ့ SC ကိုပိုင်နံပါတ်ထွက်ထားတဲ့ရေဘော်တူဖြစ်တယ်။ ။ဘင်းစစ်ပညာကိုသင်ကြားခဲ့တယ်။ကျတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲ့စစ်ပညာတွေကိုသင်ကြားခဲ့တယ်။ပြီးတော့အရခတ်တပ်တော် AA ရက္ခာရဲ့အရာရှိတွေသင်ကြားတဲ့စစ်သင်တန်းကိုလည်းတက်ရောက်ခဲ့သူဖြစ်တယ်။ပြီးတော့တပ်မ6တပ်မ9တပ်မ5အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တအုပ်လေးဖြစ်တယ်။ဆိုတော့ကျွန်တော်တက်ခဲ့တဲ့သင်တန်းတွေနဲ့ကျွန်တော်တိုက်ပွဲဝင်ခဲ့တဲ့တိုက်ပွဲတွေအတွင်း ပြီးတော့ကျွန်တော်ကျင်လည်ခဲ့တဲ့ရဝန်းတွေမှာကျွန်တော်တွေ့မြင်ရတဲ့ကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်အသိဆုံးပါအပွင့်လင်းဆုံးပြောမယ်ဆိုရင်ဒါစကားကြီးပြောတာမဟုတ်ပါဘူးလက်ရှိ NUG လက်ရှိဝင်ကြီးတွေထက်ကျွန်တော်တို့ပိုသိမဖြစ်လို့လေကျွန်တော်တို့စစ်တင်နှန်းကိုအခြေခံကစတက်ခဲ့ရတာဂျေဘော်တွေနဲ့ဓပကန်ထဲမှာအတူတူစားရတာ မိုးရီတီးတန်စွာရွာသွန်းနေတဲ့အချိန်မှာခမင်းစားဖို့တန်းစီရင်းနဲ့ကျွန်တော်တို့ဒါစတိပကစတိပကံလေးထဲမှာရေတွေကပြည့်သွားရေတွေတုံလိုက်ပကံလေးကပြီးတော့တန်းစီပြီးတော့ထပ်ဆောင်လိုက်ခမင်းထဲတဲ့နေရာရောက်ပြီးတော့ဟင်းထဲတဲ့နေရာကိုဖြတ်ပြီးတော့တန်းစီရသည်အဲ့တော့ခမင်းထဲထားတဲ့အဲ့ဒီစတိပကံလေးကိုအပေါ်ကမိုးရေတွေကကြမိုးကစတိုက်ရွာတာ24နာရီကျွန်တော်တို့နေမမြင်ရအဲ့လောက်ထိရသည်ဘူးဆိုတာအဲ့တော့ဟင်းပြည့်တဲ့ဟင်းဝေတဲ့နေရာကို မရောက်သေးဘူးကျွန်တော်တို့ရဲ့သမင်းပကံထဲမှာရေလုံပြုတ်ဖြစ်သွားပြီဘိုက်ကလည်းအရန်စာလူကလည်းပင်မန်းသမင်းကဟင်းစီမရောက်သေးဘူးအဲ့သမင်းကုန်သွားပြီအော်ဟင်းပေးတဲ့နေရာကိုရောက်လဲရောက်ပေါ့အတကုံတင်းနေပေါ့ဗျာကြောက်ရမပြပါလေဘောသားတို့ကြီးလက်သီးစုပ်တံကျွန်တော်နိုင်ငံတကာမှာဒါကျွန်တော်တို့တွေ့ရပါတယ်ဒါဥမာဆိုတော့စင်ကာပူတို့ အဲပြီးတော့အမေရိကတို့ပြီးတော့ UK တို့ Australia လို့စတဲ့နိုင်ငံတွေမှာပြည်သူကိုကာကွယ်တဲ့သူတို့ရဲ့စစ်သားတွေစားရတဲ့အစားအစာအသားဆိုပုံစံတစ်မျိုးအသားဓာတ်တွေပရိုတင်းတွေပြည့်ဝဖို့အတွက်ဗီတာမင်တွေပြည့်ပြည့်စုံဖို့အတွက်အသီးရွက်တွေကတဖို့ကျွန်တော်တို့ဟင်းရှေ့ကိုရောက်လဲရောက်ကောကျွန်တော်တို့ကိုပေးတဲ့ဟင်းတုံးကြီးကကျွန်တော်ပြပါကျွန်တော်ပုံမပြောတော့ဒီလောက်ကြီးရှိတယ်ကျွန်တော်ပြပါဘယ်လောက်ကြီးရှိတယ် လက်သီးစုပ်လောက်ရှိအဲ့ဒါဘာလဲဆိုတော့နှစ်ပြုတ်အတုံးတကယ်ပဲဘုန်းနာသားတွေတည်ကျွန်တော်တို့ဘယ်လောက်ခက်ခဲခဲ့လဲဆိုနှစ်နှစ်ပြုတ်ပြီးသားသမင်းခုနကတော့ဂျီလုံးပြုတ်ဖြစ်နေတဲ့သမင်းပေါ်ကိုတယောက်တတုံးဆွဲတာကုန်တာပဲကျွန်တော်မြင်ပါနောက်နေ့ချက်တန်းစီနှစ်ပြုတ်ကုန်သွားလို့မပြည့်ဘူး အခုချိန်ဒီဒါ kitchen ပေါ့နော်အာ kitchen အတွက်ဒါချက်ပြုတ်ပေးတဲ့သူတွေတက်ရှိထင်ရှားရှိနေသေးပါကျွန်တော်သူများအကြောင်းပြောလိုက်တာမဟုတ်ကျွန်တော်အကြောင်းမှကျွန်တော်ပြောနေတာဆိုတော့ဒီလိုအခြေအနေမျိုးမှာစခဲ့တာ NUG မပေါ်သေးဘူးဆိုတော့ဒီအခြေအနေကကျွန်တော်တို့ရုံးကန်ခဲ့တယ်ကျွန်တော်တို့လူငယ်တွေအကြောင်းကျွန်တော်တို့သိဆုံးမှာဒါကြောင့်ကျွန်တော်လူငယ်တယောက်ကျွန်တော်ရဲဘော်တယောက် ကျွန်တော်ရဝန်းကကိုရှန့်လေးရေဒီလိုမျိုးလေးရှိပါတယ်ဆိုရင်ကျွန်တော်ဘလို့မကိုနေလို့ထိုင်လို့မရဘူးပြီးခဲ့တဲ့ဂျပိုင်မှာကျောင်းတင်တယောက်ကျွန်တော်ဆက်သွယ်လာတယ်လက်နဲ့ကြည့်ထိထားတယ်နစီကွဲထားတယ်ရေပေါ်တူပါသူခွဲစိတ်ဖို့အတွက်အဆင်မပြေတဲ့အကြောင်းကိုကျွန်တော်ကိုလှမ်းဆက်ပြီးတော့ဆက်သွယ်တာပေါ့ဗျာဘယ်လိုပြောမလဲဆိုရင်တော့အကူကြီးတောင်းတာပေါ့ဗျာကျွန်တော်တို့မှာကလည်းကျွန်တော်တို့ပဲရှိတယ်ဗျတိုင်းမင်းစားရှိလဲကျွန်တော်တို့ပဲ ရသည်ဖြစ်ဖြစ်မရသည်ဖြစ်ဖြစ်အမြဲတမ်းကိုရှမ်းရေကျွန်တော်တို့တော့ဘလူလီဘလူလီပေါ့နောက်ထပ်နှစ်ယောက်ကလည်းပဲတိုက်ပွဲတွင်းမှာရရှိခဲ့တဲ့ဒဏ်ရာဖြစ်ချင်တော့၃လောက်လုံးကဆေးကိုတက်ကြမယ်ဆိုတော့ကျွန်တော်လည်းမတက်နိုင်ဘူးဒါပေမဲ့လည်းပဲကျွန်တော်တို့အဆင်ပြေပါတယ်ကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့ညီပင်ရဲပေါ်တည်းကျွန်တော်တို့ညီကိုအကြောင်းကျွန်တော်တို့သိပြီးသားဒါကြောင့်ဘလို့ကောင်းနေဘလောက်တိရာလို့ကြီးပါစေဘလို့မျိုးလေလုံးပဲပြစ်ပါစေ ကျွန်တော်တို့မလုံနိုင်တဲ့အရာလုံးဝမရှိဘူး။ဒါကြောင့်လည်းပဲကျွန်တော်ဒီကောက်ဝဲတက်ဖွဲ့ဝင်လူငယ်ဟိတ်ဆိုတာနဲ့လက်ရှိစစ်မြေပြည်မှာအကြမ်းဖက်ဆက်ခွေးတက်ကအရင်ဆုံးဘာလုပ်တာလဲသိရကျွန်တော်မြင်ပါ။လေချောင်းပစ်ကူအရင်ဆုံးစက်ပေါက်တာ။ကျွန်တော်တို့မတိုက်ရသေးဘူးနော်။ကျွန်တော်တို့ ਨੇ ဗရေမဆိုင်ကားတွေဟာသူပစ်ကိုပစ်ဖို့လို့ကျွန်တော်တို့အင်အားတွေအရန်ကြီးလို့ကျွန်တော်တို့ရဲ့ပစ်အားတွေအရန်များလို့ကျွန်တော်တို့ဘက်ကလက်နက်ကြီးတွေဒီရက်ဆက်ပစ်ခတ်နေလို့ ောင်းတွေမှာ drone တွေကလည်းအစည်းအမြောင်းများဘုံကြီးကျဲချနေလို့သူတို့တွေမခံနိုင်တော့တဲ့အဆုံးမှလေကြောင်းပစ်ကိုတောင်းတာမဟုတ်ဘူးကျွန်တော်တို့သူတို့ area တွေကိုရောက်ပြီးဆိုတာနဲ့တိုက်ပွဲတော်မဖြစ်သေးဘူးသူတို့ကလေကြောင်းလေကြောင်းပစ်ကိုအရင်တောင်းတာလေကြောင်းပစ်ကိုလာတယ်ပြစ်ပြသွားတယ်သူကလည်းဖောက်တယ်ဖောက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 ်ပြီးတော့အတန်တိတ်သွားဘာဖြစ်လို့အတန်တိတ်သွားတာလဲအကုန်လုံးပြီးသွားတယ် အချို့အကြောတင်းတဲ့ကောင်တွေရှိတယ်။မင်းပါလဲငါပါလဲဆွဲမယ်ကွာတက်လာခဲ့အဲ့ကောင်တွေလည်းကုန်တာပဲ။အရင်အစပိုင်းမှာအစပိုင်းကျွန်တော်တိုက်ပွဲတွေပေါ့နော်ဒါကြောင့်ကင်းပြီးနေအစပိုင်းတိုက်ပွဲတွေမှာဆိုရင်ကျွန်တော်တို့တက်မှာ6မှတိုက်ပွဲဒါဖြစ်ပွားမှုပေါ့နော်အကျွန်တော်ရှိနေတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားမှုများတယ်။အဲ့ဒီမှာဆိုရင်ပရမအူဆုံးဒါပေါ့နော်တိုက်ပွဲတွေမှာအစောပိုင်းတိုက်ပွဲတွေမှာဆိုသူတို့ဘက်ကအတကုံခံပြက်တယ်။အာလက်နဲ့အင်အားလူအင်အားပြီးတော့မာကြောတယ် အဲ့ဒီအချိန်ကျွန်တော်တို့အယံခတ်တိုက်တာအယံခတ်ကျွန်တော်တို့ဘက်ကအတွေ့အကြုံနှုဒါပေမဲ့ကျွန်တော်တို့မှစိတ်ဓာတ်ကအမြင်မှားဆုံးမှာရှိအဲ့ဒီအချိန်မှာသူတို့ရှိမှာလူဟောင်းတွေရှိနေသေးတယ်လို့ကျွန်တော်ပြောချင်တာအဲ့တော့ဒီလူဟောင်းတွေကတိုက်ရိုက်ခိုက်ရပြဝတဲ့သူတွေပေါ့ဗျာဆိုတော့ကျွန်တော်တို့နဲ့တွေ့ကျွန်တော်တို့ကျွန်တော်တို့ဒီကောင်တွေကဘလို့တနာတွေပေါ့ဗျာဒီကလေးတွေခြားတိတ်နေပေါ့တနတ်တန်တစ်ချက်တစ်ချက်ကြားလိုက်အဲ့ကောင်တွေထွက်ပြေးမှာပေါ့နော်တနတ်ထားပြီးတော့ဒီကောင်တွေခြေဥတက်ရပြေးနေပေါ့ ဲ့လိုထင်တာဒါပေမဲ့အဲ့ဒီအစောပိုင်းတည်းကကျွန်တော်တို့အမှုတ်ကျက်ခဲ့တာခဏိအချိန်ဒီနောက်ပိုင်းမှာပိုဆိုးသွားတယ်လူသစ်တွေကျွန်တော်အတန်ကြာတာနဲ့ခွေးပြေးဝပြေးပြီးမယုံဘူးဆိုရင်ဟိုဘက်ချက်ကကကောင်းလေလုံကြုံရင်ကျွန်တော်တာဝန်ယူမယ်လက်ဆွဲပြီးတော့လိုက်ပြမယ်တက်မာခွန်တက်မာ၆တက်မာ၅တက်မာ၃ထမင်းမှာကျွေးမယ်ရေဘူးလဲယူမလာနဲ့ဟိုဘက်အကျွန်တော်ဖက်စစ်ခွေးတက်ဒါဘောစပက်ရှယ်ပလန်နဲ့မနေတဲ့ကောင်းလေး အယိုးကြီးကိုက်နေတဲ့ကောင်လေးလုံကြုံကြီးအပြစ်တာဝန်ယူမြဲခမားတို့ကိုဘသူမှမထိစေအောင်ထမင်းအဝကျွေးမယ်ရေတန်းတိုက်မယ်လိုက်ခဲကျွန်တော်ကိုနိုင်လက်ဆွဲပြီးတော့လိုက်ပြပေးမယ်ရှင်းပါတယ်ကျွန်တော်တို့ဟာပြည်သူလူထုကမွေးဖွားလိုက်တယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအမေရိကအလုံးရဲ့သားတွေဖြစ်တယ်ကျွန်တော်ညီကိုမောင်နှမတွေအလုံးရဲ့နှလုံးသားတွေဖြစ်တယ်ဒါကြောင့်လည်းပဲဒီကနေ့မှဒါကောင်းမွန်ပြည့်စုံတဲ့ ကျွန်တော်စည်ရေးအစီအမံတွေနဲ့အတူကျွန်တော်မျိုးပြ UG တွေရောကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေရော ပြီးတော့ ERO တိုင်းသားတပ်ဖွဲ့ဝင်တွေရောပြီးတော့နိုင်ငံရေးစည်ရေးပူးပေါင်းပြီးတော့ကောင်းဆောင်သောလှုပ်ဆောင်ချက်တွေအပေါ်မှာကျွန်တော်မြင်ပါတယ်အားနှစ် Okay ကျွန်တော်တို့ဒီနေ့နောက်ဆုံးရရှိထားတဲ့သတင်းများကျွန်တော်မြေပါများကျွန်တော်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့အားလုံးနိုင်ပါ